ခုမြင်တွေ့နေရတဲ့စင်ကူနိုင်ငံ MRI ယထားပေါ်ကျွန်တော်တို့ရဲ့ဖြစ်စဉ်လက်တော့မှာအရန်ကိုဖြစ်ဖြစ်နေတဲ့အကြောင်းအရာလည်းဖြစ်ပါတယ်ဒီအကြောင်းအရာကျွန်တော်ကြည့်ရှုနေကြပြီးတော့တော်တော်များများကြည့်ပြီးလို့ကျွန်တော်ယုံကြည်တယ်သို့တော်လည်းဒီနေ့ဒီဗီဒီယို reaction လောက်ရတဲ့အကြောင်းရင်းကများစွာရှိနေပါတယ်ဒါကြောင့်လည်းကျွန်တော်ကြည့်ရှုနေကြပြီးတော့ဒီနေ့ကြည့်ပြီးပြည့်ဖြစ်ဖြစ်မကြည့်ရသေးဘူးဖြစ်ဖြစ်ပြန်လည်ပြီးတော့မှနားထောင်ဖို့ကျွန်တော်အနေနဲ့ဖိတ်ခေါ်ချင်ပါတယ်ဆိုတော့ဒီအကြောင်းအရာကိုစပြီးတော့ပြောမယ်ဆိုရင်တော့တခြားမဟုတ်မနေ့ကစပြီးတော့ဒီအကြောင်းအရာစတင်ပြီးတော့ပြန့်နှံ့လာတယ်ဒီလိုပြန့်နှံ့လာတဲ့အခါမှာကျွန်တော်လေ့လာကြည့်လိုက်တဲ့အခါမှာ TikTok နဲ့ Facebook မှာဆိုရင်အများစုကဘယ်သူတွေက wine တင်နေတာလဲဆိုရင် ကျောင်းမြန်မာနိုင်ငံလူတွေနော်အဲ့လောက်ကြီးချစ်ဖို့ကောင်းတာနော်အဲ့လောက်ကြီးချစ်ဖို့ကောင်းတာဒီအကြောင်းကြောင့်ဝိုင်းတင်နေတဲ့သူတွေကဘယ်သူတွေလဲဆိုရင်အများစုကမြန်မာတွေဖြစ်တယ်မြန်မာဗီဒီယိုခရီးတာတွေကဝိုင်းပြီးတော့ဒီဗီဒီယိုသတင်းတစ်ခုအနေနဲ့တင်ဆက်နေကြတယ်ဒါမြန်မာဖြစ်တယ်ဒီစုံတွဲကမြန်မာဖြစ်တယ်ဆိုပြီးတော့ကိုဂုံယူဝင်းကြွားစွာနဲ့ကိုတင်ဆက်ပေးနေတာကျွန်တော်ဘာကြောင့်ဂုံယူဝင်းကြွားစွာနဲ့ဒီလိုပြောရတယ်လဲဆိုရင်ဒီအကြောင်းအရာကအကဲမြန်မာဖြစ်နေတယ်ဆိုရင်တော့မှဒီအကြောင်းအရာပြောမယ်ဆိုရင်ကောင်းမွန်တဲ့အကြောင်းအရာမဟုတ်ဘူး မကောင်းမွန်တဲ့အကြောင်းအရာကိုဘာအတွက်ကြောင့်ကျွန်တော်တို့ကပြောမယ်ဆိုရင်မဖြစ်တင်ဘူးဆိုတော့ပြောမယ်ဆိုစကလုံး topic လေးအောက်မှာပဲကျွန်တော်တို့ကဒါကြီးကိုပုံကြီးချဲ့ပြီးတော့တခါတည်းကျွန်တော်တို့တိုင်းပြည်တွေမဟုတ်တခြားသောတိုင်းပြည်ကလူတွေပါမြင်တွေ့အောင်လုပ်နေတာ ਨੇ အတူတူပဲเนาะကျွန်တော်ပြောတာမလွန်သွားဘူးเนาะစဉ်းစားကြည့်ဒါမြန်မာဖြစ်တယ်မဖြစ်ဘူးဆိုတာလက်ရှိအချိန်မှာကျွန်တော်ဒီပုံရိပ်လေးကြည့်လိုက်တာနဲ့ကျွန်တော်ပြောလို့တော့တကယ်တကယ်တော့မရောက်ပြ။ဘာကြောင့်လဲဆိုတော့သူတို့ရဲ့နှစ်ဖူးတွေသူတို့ရဲ့ရင်ဘတ်တွေမှာလည်း မြန်မာနိုင်ငံအလံမကတ်ထားဘူးเนาะအဲ့တော့ဖြစ်နိုင်တာအင်ဒိုနီးရှားလည်းဖြစ်နိုင်တယ်ဖိလစ်ပင်းလည်းဖြစ်နိုင်တယ်တခြားသောသူတွေလည်းဖြစ်နိုင်တယ်ဒါပေမဲ့ကျွန်တော်နားလည်ပါတယ်သူတို့ရဲ့ဝက်စားစီရင်မှုသူတို့ရဲ့မျက်နှာပေါက်ဒါတွေကိုကြည့်ပြီးတော့မှမြန်မာမှာဆိုပြီးတော့လက်ရှိဗီဒီယိုခရီးတာတွေကပြောနေကြတယ်ဆိုတာကျွန်တော်သဘောပေါက်တယ်ဒါပေမဲ့လည်းကျွန်တော်မေးချင်တာကလေဒါဟာပြောမယ်ဆိုရင်ကိုယ်နိုင်ငံသူနိုင်ငံသားတယောက်ရဲ့မကောင်းတဲ့အပြုမှုတစ်ခုကိုကျွန်တော်တို့ဟာပြောမယ်ဆိုရင်တင်ဆက်တာဖြစ်တယ်ဒီလိုတင်ဆက်တဲ့နေရာမှာကျွန်တော်တို့ကပါနှက်ဖို့လိုတယ် ပါနှပ်ဖို့လိုတယ်ဘလို့ပါနှပ်ဖို့လိုတာလဲဆိုတော့ဒီအကြောင်းအရာကပြောမယ်ဆိုရင်မြန်မာနိုင်ငံသူနိုင်ငံသား public area ကျွန်တော်တို့ရဲ့ပြောမယ်ဆိုရင်စင်ကာပူလိုမြန်မာနိုင်ငံရဲ့ပြင်ပဖြစ်တဲ့တခြားသောတိုင်းပြည်မှာဖြစ်တဲ့ကိစ္စဖြစ်တယ်အဲ့တော့အားလုံးကဒီဖြစ်စဉ်ကိုဝိုင်းပြီးတော့ကြည်ကောင်းကြည်နေနိုင်တယ်နိုင်ငံပေါင်းစုံကပြောမယ်ဆိုရင်ဝိုင်းပြီးတော့ကြည်ကောင်းကြည်နေတယ်ဒီယထားပေါ်ဖြစ်စဉ်ဟာအဲ့တော့ဝိုင်းကြည်နေတဲ့အချိန်မှာကိုကသွားပြီးတော့မှဒါမြန်မာဖြစ်ပါတယ်ဆိုပြီးတော့ဘာကြောင့်ကွန်မန်တွေသွားရေးနေကြရလဲဘာကြောင့်ဘယ်သူကရိုက်စစ်နေလို့လဲ ော်ဘာမှသွားပြီးတက်တေခံစရာလည်းမလိုသလိုဒါမြန်မာဖြစ်တယ်လို့ပြောရင်တော့မြန်မာမဟုတ်နိုင်ဘူးလိုအချက်တွေကြောင့်မြန်မာလို့ပြောနေတာလေဆိုတော့မေခွန်းထုတ်မှုမျိုးကျွန်တော်တို့မြန်မာတွေကမြန်မာအချင်းချင်းပြန်ကာပါလုတ်ပြရမှာဒီလိုကာပါလုတ်တဲ့နေရာမှာဒီနှစ်ယောက်ကလုတ်ပုံခိုင်းဖို့မဟုတ်ဆိုတော့ကျွန်တော်နားလေတယ်သို့တော်လည်းပဲသူတို့ကမြန်မာဆိုပြီးတော့ကျွန်တော်တို့ကပြောနေခြင်းအပြင်ကိုယ့်ရဲ့မြန်မာနိုင်ငံရဲ့ဂုံတိတ်ခါကိုယ့်နိုင်ငံသူနိုင်ငံသားတွေရဲ့ဂုံတိတ်ခါအီးမေးကိုကိုကိုတိုင်းစွဲချလိုက်တာနဲ့အတူတူပဲ အဲ့တော့တစ်ချက်မမေ့ဖို့တော့ကျွန်တော်ပြောချင်တယ်ဗျအဲ့ဒီဖြစ်စင်မှာမဟုတ်နောက်လာမယ့်လာမယ့်ဖြစ်စင်တွေလည်းကျွန်တော်အနေနဲ့ဒီဖြစ်စင်ကနေသင်ခန်းစာယူစီခြင်းတဲ့အတွက်ကျွန်တော်အနေနဲ့ဒီအကြောင်းအရာကိုထည့်သွင်းပြောပြနေရခြင်းနဲ့ဖြစ်ပါတယ်ဆိုတော့တခြားသောတိုင်းပြည်တွေကသူတို့မှာသူတို့ထင်ကြင်ရထင်လို့ရတယ်ဒါပေမဲ့ကိုရီတိုင်းသူပြည်သားတွေအချင်းချင်းကအကယ်၍ကိုယ်စိတ်ထဲမှာဒါမြန်မာစုံလွင်လို့သိနေခဲ့တယ်ဆိုရင်တော့မှမြန်မာလို့မပြောနဲ့အရန်ပြောမယ်ရှက်ဖို့ကောင်းတယ်ကိုယ်တိုင်းသူပြည်သားတွေရဲ့ဂုံတိတ်ခါသူတို့ကြောင့်ကြာမပြောနဲ့ဒါမြန်မာမဟုတ်ဘူး ကပြောချင်းပြောမြန်မာမဟုတ်ဘူးတာပြောလိုက်ဘာမှမဖြစ်တော့ဘူးအခုကမဟုတ်ဘူးဓာတ်ပုံကြီးနဲ့သူ့ရဲ့အကောင့်ကဒီမှာပါသူတို့ကမြန်မာတွေဖြစ်ပါတယ်ဒါမျိုးကိုသွားပြီးတော့တက်တည်ခံတယ်ဘယ်သူမှလည်းရိုက်မစစ်ဘူးခင်ဗျားတို့နော်ကျွန်တော်စကားပြောနေနေရိုင်းဝိုင်း sorry ကျွန်တော်တောင်းပန်တယ်သို့တော်လည်းပဲဒါမျိုးကျွန်တော်လှုပ်ဆရာမလို့ဘူးလေဗျာမလို့ဘူးဘာနဲ့အလားတူလဲဆိုတော့ကျွန်တော်ဥပမာတစ်ခုပြောပြမယ်လက်ရှိဖြစ်နေတာကိုပြောပြတာပါဥပမာတစ်ခုကျွန်တော်ပြောပြမယ်ကျွန်တော်ကရွာတရွာမှာမိသားစုစုရှိတယ်အဲ့ဒီမိသားစုကဲမှာအမိမိန်းကလေးတယောက်ပါတယ်အကိုကြီးလည်းရှိတယ် ဲ့သမီးမိန်းကလေးကရီးစားထားတဲ့အခါမှာကိုဝင်ရသွားတယ်။နော်ကိုဝင်ရသွားတယ်။အဲ့ဒီကိုဝင်ရတဲ့အကြောင်းအရအကိုဖြစ်တဲ့သူကဂျွာထဲမှာလှည့်ပြီးတော့မှကျွန်တော်ရဲ့ညီမလေးကရီးစားထားတာကိုဝင်ရလာပါလေဆိုပြီးကျွန်တော်ကထွက်ပြီးတော့ပြောဖို့လိုအပ်လာ။ပြောရင်ဘယ်လောက်ထိတိတ်ခါကြမှာဆိုတာစဉ်းစားကြည့်။အခုဖြစ်စရာလည်းဒီတိုင်းပဲ။ကိုနိုင်ငံသူနိုင်ငံသားရဲ့မဟုတ်တရုတ်ဖြစ်တဲ့ကိစ္စကိုနိုင်ငံကကြည်နေကြတဲ့မြင်ကွင်းရဲ့အောက်မှာတွားပြီးတော့မှမြန်မာဖြစ်ပါတယ်ဆိုပြီးတွားပြောနေတာကကုနာက အကိုဖြစ်သူရွာထဲမှာလှည့်ပြီးအော်နေတာနဲ့အတူတူပဲအရန်ရှက်ဖို့ကောင်းတယ်လွဲမားတဲ့တင်းကင်းတွေနဲ့လုံနေရလို့တော့ကျွန်တော်အမှတ်ချက်ဖေးခြင်းတယ်နော်နောက်တစ်ချက်ကလက်ရှိချိန်မှာအားလုံးကဖုန်းတစ်လုံးရှိတာနဲ့ဗီဒီယိုရိုက်လို့ရတယ် TikTok channel ထောင်လို့ရတယ် Facebook channel ထောင်လို့ရတယ်အဲ့ဒီရိုက်ထားတဲ့ဗီဒီယိုအင်တာနက်ရှိတာနဲ့ချက်ချင်းဆိုလို့ကောက်တင်လို့ရတယ်အဲ့လိုတင်တဲ့အကျိုးအဆက် side effect ကလက်ရှိကြည့်လို့ဖြစ်စင်နေကြရင်တော်တော်လေးဒုက္ခများတယ်ဗျာနောက်လဲဆိုတော့ကိုရီးယားပြောမယ်ဆိုကင်တွေတက်ရင်ဒီအကြောင်းအရာပြောမယ်ဆိုရင် knowledge sharing ဖြစ်တယ် မကင်တွေတက်ရင်တော့ပြောမယ်ဆိုရင်လူငယ်လူရွယ်တွေကြားမှာဒါကြီးကပြောမယ်ဆိုမကြောင်းဝင်မနာတာကိစ္စကြီးဖြစ်တယ်။နော်မကြောင်းဝင်မနာတာကိစ္စကြီးဖြစ်တယ်။ပြီးတော့နောက်တစ်ချက်ကဘာလဲဆိုတော့လက်ရှိမှာ TikTok မှာပြောမယ်ဆိုရင်ပတ်စံရကြတယ်ဒီဗီဒီယိုတင်ပတ်စံရရဆိုတော့ဝိုင်းပြီးတော့ဒီအကြောင်းအရာကိုပြောမယ်ဆိုရင်အားနိုင်နိုင်ချွတ်ချွတ်ကြီးကိုပြောပြနေဒါကြီးကဘလို့ဘလို့ဘလို့လက်ကဘလို့ဝေသွားတယ်ဟာအဲ့လိုမျိုးကြီးကိုပြောတာ။နောက်ဆုံးကြတော့မှဗီဒီယိုပြီးဆုံးကန်ကြီးကြတော့မှမဖြစ်သင့်လို့ပြောတာပါ။ဟောအဲ့ဒါနဲ့ပြီးဆုံးသွားတယ် ျွန်တော်အဓိက message ပေးစင်တာလေမဖြစ်သင့်ဘူးဆိုတာဒီဗီဒီယိုဒီမြင်ခွင့်ကကျွန်တော်တို့အလုံးလူတိုင်းသိတယ်နားလည်တယ်ထမင်းစားပြီးကြီးတဲ့လူတိုင်းကဒီလိုမျိုး public area မှာဒီလိုမျိုးလှုပ်တာမကောင်းဆိုတာအလုံးနားလည်တယ်ဒါပေမဲ့ဒီအကြောင်းအရာပြောတဲ့အခါမှာကျွန်တော်အနေနဲ့မြန်မာဆိုတဲ့ဒစိမ့်လည်းမကတ်တင်သလိုနိုင်နိုင်ချွတ်ချွတ်လည်းကျွန်တော်ပြောစရာမလိုဘူးဒီလိုကိစ္စကိုက knowledge sharing လုပ်ချင်တယ်ဆိုရင်အကျိုးနဲ့အကြောင်းနဲ့ဖြစ်စဉ်ရဲ့ background တွေနဲ့တခြားသောအကြောင်းတွေနဲ့ပေါင်းစပ်ပြီးတော့မှလူတွေ knowledge sharing လုပ်ရမှာဖြစ်တယ် เนาะအဲ့တော့ကျွန်တော်ဆက်ပြီးတော့ပြောချင်တာကဒီလိုမျိုးဖြစ်စင်နေရကျွန်တော်မြန်မာနိုင်ငံမှာမရှိဘူးလားဆိုတော့ရှိတယ်ဗျရှိတယ်အဲ့ဒါကျွန်တော်ရဲ့ကိုတွေ့မှတ်တမ်းနဲ့ကျွန်တော်ပြောပြပေးမယ်ခါတော့ copy sign sign ဝင်သွားတဲ့အခါမှာ main ကလေးနဲ့ယောက်ျားလေးနှစ်ယောက်ကကျွန်တော်ဝင်လာတဲ့အချိန်မှာเนาะယောက်ျားလေးဖြစ်တဲ့သူကကောင်မလေးကိုနမ်းနေတယ်ပေါ်တင်ကြီးနမ်းတာเนาะ public area မှာကျွန်တော်တို့အားလုံးမြင်တွေ့တဲ့နေရာမှာဟိုနမ်းပြနေတာအဲ့ဒါကျွန်တော်ထိုင်လိုက်တဲ့အခါမှာကျွန်တော်မြင်တာလည်းအဲ့ main ကလေးကမြင်နေဗျเนาะရှောင်လို့လည်းမရဘူးဗျပြောရင်ထိုင်ခွင့်လည်းမရှိဘူး ဲ့လိုမရှိတဲ့အခြေအနေမျိုးမှာကျွန်တော်လည်းထိုင်လိုက်တယ်ထိုင်လိုက်တဲ့အခါမှာတို့ရဲ့ကိုကြားမှာပြောမှဆိုမျက်စောင်းတို့အခြေအနေပေါ့နော်အဲ့တော့ယောက်ျားလေးဖြစ်တဲ့သူကလည်းကျွန်တော်ဝင်လာတာလည်းတွေ့တယ်အဲ့တွေ့တဲ့အခြေအနေပေါ်မှာပဲသူကအဲ့ကောင်မလေးကိုနမ်းတယ်ဆိုတော့ကျွန်တော်အဓိကဘာ message ပေးချင်တာလဲဆိုတော့လူငယ်လူရွယ်တွေ main ကလေးတွေအထူးသဖြင့် main ကလေးတွေဒီလိုမျိုးပြောမှဆို public area မှာတော့ကိုယ့်ရဲ့ဂုဏ်သိက္ခာကြမှာထဲသိမစင်စားပဲနဲ့လှုပ်ချင်တိုင်းလှုပ်တဲ့ယောက်ျားမျိုးချစ်သူမျိုးရထားတဲ့ဆိုရင်ဒီနေ့ဒီချမ်းစာကြီးလမ်းခွဲလိုက်နော်လမ်းခွဲလိုက်ဘာကြောင့်လဲဆိုတော့ ကိုယ့်ရဲ့ဂုံတိတ်ခါကိုယ့်ရဲ့ပြောမယ်ဆိုတံပိုးကိုမတိတဲ့လူကိုဘာအတွက်ကြောက်မှချစ်သူကြီးစားမထားနဲ့ချစ်သူကြီးစားမထားနဲ့အဲ့ဒီလူကလည်းကိုယ်တကယ်မချစ်ဘူးကိုယ်တကယ်ချစ်တဲ့မိန်းကလေးကိုရထားတဲ့ယောက်ျားလေးရဲ့အပြုတ်မှာအဲ့လိုပုံစံမရှိဘူးနော်ကျွန်တော်တို့မိန်းကလေးတယောက်တကယ်ချစ်တယ်ဆိုရင်လေသူ့ရဲ့အချက်နဲ့ဂုံတိတ်ခါကိုအများကြီးထည့်သွင်းစဉ်းစားတယ်သူနောက်ဆုံးကုန်ကုန်ပြောမယ်မထော်မယော်ဝစ်လာတယ်ဆိုရင်တော့မှကျွန်တော်တို့ကပြန်လဲခိုင်းတာဒီပုံစံကြီးတော့မဝစ်စေချင်ဘူးဒီပုံစံကြီးကအများကြီးမှမတင့်တယ်မင်းရဲ့ဂုံတိတ်ခါကိုကြာစင်းစေတယ် ငါလည်းကြည့်လို့အဆင်မပြေဘူးပြန်လဲခိုင်းတယ်မိန်းကလေးဘက်ကဘာရမဟုတ်ဝစ်လာတယ်ဆိုရင်တော့မှကျွန်တော်တို့အနေနဲ့အမြင်မတော်ဘူးဆိုရင်ကိုယ့်ရဲ့မိန်းကလေးပေါ်မှာတန်ဖိုးထားတဲ့စိတ်နဲ့မဝစ်စေချင်ဘူးဆိုတဲ့အတုံးနှုံးရဲ့နောက်မှာဘာကြောင့်ဖြစ်လို့ဆိုတာလည်းပြောပြပေးတယ်အဲ့လိုပုံစံနဲ့ကိုယ်ချစ်တဲ့မိန်းကလေးကိုကျွန်တော်တို့တန်ဖိုးထားတယ်အဲ့တော့ကျွန်တော်ဒီက message ပေးချင်တာမိန်းကလေးအနေနဲ့ကိုယ့်ဘုံမှာတန်ဖိုးမထားတဲ့ယောက်ျားလေးတွေကိုအကယ်၍မြတ်ကိုရဲ့လက်ရှိအချိန်မှာရည်စားဖြစ်တော်ထားရတယ်ဆိုရင်လေပြန်စဉ်းစားစေချင်တယ်ပြန်ပြီးတော့စဉ်းစားစေချင်တယ်เนาะဘာကြောင့်လဲဆိုတော့ရေရှည်သွားမှာ ကျွန်တော်ချစ်သူရည်စားဆောင်တွေတွေဖြစ်ပြီးသွားပြီဆိုတော့နောက်ပိုင်းဖြစ်လာမှအိမ်တော်ကြီးကိစ္စဖြစ်လာမှာဆိုတော့ဒီချစ်သူရည်စားအစစ်မာတဲ့ဟိုကကိုတန်ဖိုးမထောင်ကိုရဲ့ဂုံသိက္ခာကိုလစ်လူရှုတယ်ဆိုရင်အိမ်တော်တဲ့ဘဝရောက်သွားရင်ပိုလို့တော်ဆိုးသေးတယ်ဘာကြောင့်လဲဆိုတော့ကိုရဲ့ကာလာတွေတဖြည်းဖြည်းနဲ့ယော့သွားမှာအင်္ဂလိပ်တယောက်အိမ်တော်မပြုတ်ခင်တော့ရှိနေတဲ့ခန္ဓာကိုယ်နဲ့အိမ်တော်ပြုတ်ပြီးခလေးမွေးပြီးသွားတဲ့အခါမှာဖြစ်ပေါ်လာတဲ့ခန္ဓာကိုယ်အပြောင်းလဲအောင်အလုံးနားလဲတယ်မတူတော့အဲ့ဒီခါမှာကျွန်တော်ပြောချင်တာဘာလဲဆိုတော့ လက်ရှိချစ်သူရီးစားဘဝကိုယ့်ရဲ့ခန္ဓာကိုယ်ဘာမှထရေထုမပြတ်သေးတဲ့အခြေအနေတောင်မှကိုယ့်ရဲ့ဂုံတိတ်ခါကိုယ့်ရဲ့ချစ်ချင်းမြတ်တာတရားတို့တန်ဖိုးမထားဘူးဆိုရင်ဒီလိုမျိုးအခြေအနေတွေရောက်သွားရင်တော့အခါမစင်းစားနဲ့နှစ်ခါမစင်းစားနဲ့ဖြစ်သွားမှသိကြတယ်ဆိုတော့ဒါကဒပိုင်နောက်တစ်ချက်ကဘာလဲဆိုတော့ကျွန်တော်နိုင်ငံခြားမှာတောင်းရောက်ပြီးတော့မှအလုပ်လုပ်ကိုင်နေကြတဲ့သူတွေအားလုံးကျွန်တော်ပြောချင်တာကျွန်တော်တို့အားလုံးကပြောမယ်ဆိုရင်ဧည့်သည်တွေเนาะတခြားသောတိုင်းပြည်မှာတော့ရောက်အလုပ်လုပ်ကြနေတာဖြစ်တဲ့အတွက်သူတို့ကအေရှေကိုကဧည့်သည် ဲ့တော့ဧည့်သည်ဆိုတာကကျွန်တော်တို့ကပြောရမယ်ဆိုရင်အိမ်တစ်ခုကိုကျွန်တော်တို့သွားရောက်လေပတ်တဲ့အခါမှာဘလို့နေထိုင်ရမယ်ဘလို့ပြုတ်ဝင်မယ်ဆိုတာအလုံးသိကြပါတယ်။နော်ကျွန်တော်တို့အိမ်မှာဘလောက်ကြီးပဲစုတ်ဒီစုတ်ပြက်နေနေအိမ်မှာဘလောက်ကြီးပဲကျွန်တော်တို့ပလုတ်ပလက်နေနေကျွန်တော်တို့သူများအိမ်သွားလှည့်တဲ့အခါကျရင်တော့ကျွန်တော်တို့ကပြောမယ်ဆိုရင်ဝက်ကောင်းစားလာလေးတွေပွတ်တယ်နေတာထိုင်တာတော်တော်တက်တက်လေးနေပြရတယ်အဲ့ဒါပုံမှန်ပဲအဲ့ဒါပုံမှန်ပဲအခုကျွန်တော်ဒီနေ့ message ပေးချင်တာလည်းဒါပဲကျွန်တော်တို့ကတခြားသောတိုင်းပြည်တွေမှာအလုပ်သွားလုပ်နေကြတခြားသောတိုင်းပြည်တွေမှာသွားရောက်နေထိုင်နေတယ်ဆိုရင် ကျွန်တော်တို့ကဧည့်သည်ပဲအဲ့တော့ဧည့်သည်ဧည့်သည်လို့နေတတ်ဖို့လိုတယ်ဧည့်သည်ကဧည့်သည်လို့မနေတတ်တဲ့အခါကျရင်ဘာဖြစ်လဲဆိုတော့ကိုတယောက်တည်းဂုံသိက္ခာကြတာမဟုတ်ကိုနဲ့လုံးဝခွာလို့မရတဲ့ကိုရဲ့မိခင်တိုင်းပြည်ရဲ့ဂုံသိက္ခာကိုပါပြောပြီးတော့ကြာစင်းစီတယ်ဆိုတော့ပြောကြရင်လည်းပဲကျွန်တော်ဒီဗီဒီယိုလေးအသုံးသက်ချပါတယ်ဒီဗီဒီယိုလေးပတ်သက်ပြီးပါမြတ်ပတ်ချက်ပေးချင်လဲမတ်ချက်ပေးချင်ရရှိခုမှရေးတော့ကြပါကျွန်တော်နေ့စဉ်နဲ့အများကြီးရှုအားပေးနေကြတဲ့ဗီဒီယိုအတူတူရောက်ရှိစီတိုင်းလေးနဲ့အထူးပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာထပ်ပြီးတော့ဆုံကြပါပြီဗျ See you next video